Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝင်လာတဲ့မြန်မာ YouTube Channel ဘောလုံးဝဲသုံးသက်ချက်ကနေပါပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့စနေနေ့မှာပေါ့နော်ဂျာမန်ပေါ်လက်လီကပွဲစဉ်နေရတယ်ဒါနောက်ဆုံးပွဲစဉ်နေဖြစ်တယ်ဒါပြင်သစ်လီဂူပွဲစဉ်ရတယ်နောက်ဆုံးပွဲစဉ်နေဖြစ်တယ်ပေါ့နော်ဒီနေ့ကပွဲစဉ်နေကိုချုံနေနဲ့သုံးသက်ပြီးမှဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးနဲ့ကျွန်တော်တို့ German Bundesliga ကပွဲစဉ်ဖြစ်တဲ့ Frank Pan နဲ့ကျွန်တော်တို့ Frankfurt ပွဲမှာပေါ့နော်ဒီနှစ်သိန်းရောက်တော့ကျွန်တော်တို့ဒါ Champion League ဝင်ခွင့်တော်ကုန်နောက်ဆုံးကျွန်တော်တို့ရုပ်ကံပဲအသင်းပတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ ဒီတဲတဲမှာတော့ကျွန်တော်တို့ ancient prime pack ကပြီးတော့ level 35ရှုံကိုပေါင်းကြတော့30စားစုပြပေးထားတာတွေ့တယ်ပေါ့နော်ပေါ့နော်ပထမကျော်တော့4 1နဲ့ prime pack ကနိုင်ထားပြီးတော့တလုံးကို50စားဆိုတဲ့အစီအစဉ်ကိုပြီးထားတယ်ပေါ့နော်အခုပြန်ပြေးရမယ်ခြေရတော့ဧည့်သည်ကျွန်တော်တို့ prime pack အထင်ရနေပြီးတော့ပြန်ပြေးရမယ်ခြေဖြစ်နေတယ်ထို့တော်လည်းပဲ ancient prime pack ကနေပြီးတော့ပြန်ပြေးထားတဲ့ဈေးကိုတွေ့ရတယ်ပေါ့နော် champion league ဝင်ပတ်တက်ကိုနေတဲ့ရုံးကန်ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် prime pack ကနေပြီးတော့မှာ ဝေးရမယ့်အနေအထားကြီးတွေ့ရတယ်ဘောနော် fry fat ကကျွန်တော်တို့ကြီးပြထားတဲ့အတွက်ကြောင့် fry fat ကိုတွင်းလို့ရှင်ကျွန်တော် fat fat ကလည်းကိုတွင်းမှရတယ်ဘောနော် fry fat ကလည်းကျွန်တော်တို့ရှုံးလို့မရတဲ့အနေအထားနှစ်သိန်းလုံးကြီးရှုံးလို့မရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့် fry fat လည်းကိုရမယ့်အနေအထားဖြစ်ပဲဖြစ်တယ်ဘောနော်ဆိုတော့ PTS ကကလည်း1.5နေနဲ့နှစ်ဖက်တွင်းကိုရှိနိုင်တယ်ဆိုပြီးတော့ဒါပြထားတယ်ကိုပေါင်းကြီးကလည်း330စာဖြစ်နေတဲ့အတွက်ကြောင့်ဒီပွဲကတော့ကျွန်တော်တို့ အများဘူးပဲကိုယ့်အပေါ်မှာကြိုက်ပါတယ်ခင်ဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့ဒေါ်မွန်နဲ့ကျွန်တော်တို့ hosting key ပေါ့နော်ဒီမှာတော့ ancient domon တိရနေပြီးတော့နှလုံးကို90ရှုံကိုပေါင်းကြည့်ရလေးလုံးကို80ရှုံဆိုရပြီးထားတာတွေ့တယ်ပေါ့နော်မနေ့တုန်းကတော့ကြီးကတော့ဒေါ်မွန်က 3D နဲ့ကိုပေါင်းကြည့်ရငါးလုံးကို85စာဆိုပြီးထားတယ်ပေါ့နော်ဒီနေ့တင်ရတော့ပထမအကြော်က42နဲ့ hosting key ကနိုင်ထားပြီးတော့ ဒေါ်မွန်ကနေပြီးတော့တလုံးကို50ရှုံးဆိုပြီးတော့ပြီးထားတယ်ပေါ့နော်ဒေါ်မွန်အတွက်ကတော့ဒီပွဲကမဖြစ်မနေနိုင်မှဖြစ်မယ်ဂိုးပြတ်နိုင်မှဖြစ်မယ်ဒါမှသာလေကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တောက်ဖို့သူ့အနေနဲ့တေးချာမှဖြစ်တယ်ပေါ့နော်ဆိုတော့ဒေါ်မွန်ရဲ့ body စရတော့ကျွန်တော်တို့တော်တော်လေးဒါကြီးပြုတ်ကြလာတဲ့အနေထားလေးရှိတယ်ပေါ့နော်ဒီမှာ hosting ကြီးအနေနဲ့ရတော့ဘူးဘူးရမယ်အနေထားလေးနဲ့တွေ့တယ် BTD ရဲ့ဈေးကွက်ကတော့နှစ်ဖက်သွင်းကို1.5နှစ်ဖက်သွင်းကိုရှိနိုင်တဲ့အတွက်ကြောင့်ဒေါ်မွန်ဒီ၃ခုမပြတ်နိုင်ဘူးလို့ထင်တယ် အဝေးကွင်း hostel key ကိုပဲကျွန်တော်တို့သဘောကျတယ်ပါအပြနောက်ဆုံးကတော့ကျွန်တော်တို့ဒီဒီပြင်သစ်လီကူပွဲစဉ်မှာပေါ့ lightly နဲ့ range နဲ့ဘက်မှာ ancient lightly ရနေပြီးတော့တစ်လုံး65ရှုံကိုပေါင်းကြီးကသုံးလုံးကို60စားဆိုပြီးတော့ပြီးတာတွေ့တယ်ပေါ့နော်အဲ lightly ကတော့ကျွန်တော် champion league ဝင်ခွင့်ဒါ play off တနေရာအတွက်ကိုဒါကြိုးစားပြီးရုန်းကန်ရမယ်သူ့နောက်မှာတော့ကျွန်တော် nice to strabo တို့ကလည်းအမှတ်တူပဲသူတို့သိနေရတယ်ဒါလူနေရတဲ့အနေထားလေးရှိတယ်ပေါ့နော်ဒါကတော့ဒီပွဲကတော့နောက်ဆုံးပွဲဖြစ်တယ်သူ့အတွက်ကတော့အရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်နောက်ဆုံးပွဲကတော့ lightly တီးပြီးက တဲ့ပွဲကျွန်တော်တို့ brush ကိုရှုံးသွားတဲ့အတွက်ကြောင့်ဒီပွဲကတော့တော်တော်လေးသူ့တက်ကတော့ဒါရုပ်ကံပဲအနေထားလေးရှိတယ်ပေါ့နော်ဆိုတော့အဲတလုံးကို65ဆိုတဲ့စီတန်းကတော်တော်လေးဒါပထမကြော်တော့က C2 နဲ့နိုင်ထားတယ်ဒဲကြီးဆိုတဲ့ပြီးဒဲကြီးဆိုတဲ့ C ကိုပြီးထားတယ်ပေါ့နော်အခုပြီးထားတဲ့ C ကတော့တော်တော်လေးဒါဘော်ဒီစီကပြင်းရှာနေတဲ့အတွက်ကြောင့်90ဒီဒီဘက်မှာမဖြစ်မနေနိုင်ဝမ်းတယ်လို့ကျွန်တော်တို့ထင်တယ်ဒါကိုပြက်မပြက်ကိုလည်းကျွန်တော်တို့ကြည့်ရမယ် အနေထားလေးတွေ့တယ်ပေါ့နော်ဟိုတလုံးကို 65G ကိုပေါင်းကြီးက၃လုံးကို60စာဆိုတဲ့အနေထားရလိုင်လီဘက်ကပဲကိုဒီကိုမြင်တွေ့ရမယ်အနေထားလေးကိုတွေ့နေရတယ်ဒီအဲ့ဒါကြောင့်ကျွန်တော်တို့ Asian Lily ကိုပဲကြိုက်ပါလေဗျာဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျာကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်းနိုင်ရန် Subscribe လေးနဲ့အားပေးခဲ့ကြပါဦးလို့ဒေါ်ရာဒီနဲ့အားလုံးဘေးရန်ကင်းကြပါလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ